ကလေးပံပြိုသူဒေါ်လန်ကလေးကတော့အလုံးပဲမင်္ဂလာပါခင်ဗျာဒေါ်လန် YouTube channel လေးဖြစ်တဲ့ Share on YouTube channel လေးကနေပြီးတော့တပံပြန်လဲပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီနေ့ကလေးကတော့ပုံပြန်ပြီးတော့မျှဝေပေးသွားချင်တာလေးကတော့ဆရာနရာသိန်းစံပြုစုရေးသားထားတဲ့ဘွားလေးပဲနဲ့ဘွားသစာဆိုတဲ့စာအုပ်လေးရဲ့အခန်းစာဖြစ်တဲ့အခန်းကိုလေးပဲဖြစ်ပါရခင်ဗျာမျှဝေခွင့်ပြုပါလို့ဆရာနဲ့သဆိုင်လိုအားလုံးကိုကျွန်တော် မေတ္တာရခံခွဲပါပါတယ်ခင်ဗျအခန်းကိုခန္ဓာ၅ပါးနဲ့သင်္ဆာယုံ nant သင်္ခါရခန္ဓာ၅ပါးကိုအမှန်တိုင်းသိမြင်ခြင်းယုံ nant တို့၏အနေစာသဘောဒုက္ခသဘောအနတ္တသဘောတို့ကိုသိမြင်ခြင်းသည်ပရမဘောဓိသာကိုသိမြင်ခြင်းဖြစ်ကြောင်းကိုရှေ့တွင်ဆိုခဲ့ပြီးဖြစ်ပါ၏ဤနည်းအား၌ဒုက္ခသစ္စာကိုအစဉ်စဉ်သိမြင်ပုံနှင့်ပတ်သက်၍ထမှန်၍ဖော်ပြပါအောင်မည် ပုထုဇဉ်ဖြစ်သောလူသားတတဝါတို့သည်ခန္ဓာ၅ပါးရှုနေတရားတို့၌တည်းရုပ်ရုပ်ပခန္ဓာကိုသူတဘာဝအတိုင်းဖောက်ပြောင်းလဲဖောက်ပြန်နေသောပရမထသဘာဝကရိယာသဘောတတမြတာဖြစ်သည်ဟုမသိမြင်မဲဂရတရံအဖြစ်မှန်ယူပြီးပုဂ္ဂိုလ်တတဝါငါသူတဘာရှောက်ကြမိမှဟုသော အနေဖြင့်မာယွန်းစွာထင်မြင်မာယွန်းစွာဆွဲလန်းနေခြင်းဖြစ်လျက်ရှိပါသည်။နေဝေဒနာဝေဒနာခန္ဓာကို အာယံတို့အရာသာကိုခံစားတတ်သောပရမထသဘာဝကရိယာသဘောတသက်မြသာဖြစ်သည်ဟုမသိမြင်ပေအာယုံ၅ပါးအမျိုးမျိုးကိုငါခံစားသည်ဟုသော အနေဖြင့်မာယံစွာထင်မြင်ခြင်းမာယံစွာဆွေးနွေးခြင်းဖြစ်ရဲ့ရှိနေပါသည်၃တင်ညာတင်ညာခန္ဓာကိုအာယုံမျိုးမျိုးတို့ကိုမှတ်သားတတ်သောပရမထသဘာဝကရိယာသဘောတသက်မြသာဖြစ်သည်ဟုမသိမြင်ပေ အာယုမျိုးမျိုးကိုငါမှတ်သားနေသည်ဟုသောအနေဖြင့်မာယစာထင်မြင်ခြင်းမာယစာဆွဲလန်းခြင်းလည်းပြည့်ရဲ့ရှိနေပါသည်လေတိန်ခါရတိန်ခါတိန်ခါရခန္ဓာကိုအမှုကိစ္စမျိုးမျိုးအကောင်းဆုံးကံမျိုးမျိုးကိုပြုလုပ်ပန်တည်တတ်သောပရမထသဘာဝကရိယာသဘောတသမ်းမြတ်တာဖြစ်သည်မသိမြင်ပဲအမှုကိစ္စမျိုးမျိုးကိုအကောင်းဆုံးကံမျိုးမျိုးကိုငါပြုလုပ်ပန်တည်နေသည်ဟုသောအနေဖြင့် မာရင်းစွာထင်မြင်ခြင်းမာရင်းစွာဆွေးနွေးခြင်းဖြစ်လျက်ရှိပါသည်ငါဝိညာဉ်ဝိညာဉ်နဲ့ခန္ဓာကိုအာယုံမျိုးမျိုးကိုသိမြင်တတ်သောပရမထာလဘပါကရိယာသဘောတသက်များသာဖြစ်သည်ဟုမသိမြင်ပဲအာယုံမျိုးမျိုးကိုငါသိသည်ဟုသောအနေဖြင့်မာရင်းစွာထင်မြင်ခြင်းမာရင်းစွာဆွေးနွေးခြင်းဖြစ်လျက်ရှိပါသည်ဘုဒ္ဓဇေလူသားတတဝါတို့သည်ခန္ဓာ၅ပါး၌ဖော်ပြခဲ့သည့်အတိုင်းအမှန်မမြင်ဘဲနဲ့မာယာစွာဆွဲလန်းတတ်သောကြောင့်ခန္ဓာ၅ပါးကို ဥပါဒံခန္ဓာဥပဥပါဒါနဲ့ခန္ဓာကို၍၎င်းခေါ်ရပေမည်ထို့သောခန္ဓာ၅ပါး၌တအံမမြင်မှုနှင့်မာယာဆောင်ဆက်လက်မှုတည်းဟုသောဥပါဒံသည်ဘုဒ္ဓဇင်တရားတို့သည်အမှန်ရှိနေသည်ကိုမမြင်မှု အမှန်မမြင်မှုမိုင်းစာဆွဲလမ်းမှုတို့ကိုပဲတမှုတရားဟူ၍ရေပူရပြု၍လူသားတော်ဘာတို့သည်တမှုတရားသည် အမှန်ရှိသည်ဟု လူသားတစ်ပါးတို့တွင်တမူလျာသည့်အမှန်ရှိသည်ဟုဘောရသည်ဆိုခဲ့ခြင်းဖြစ်ပါ၏တို့ဖြစ်၍ခန္ဓာ၅ပါးကိုမာရင်းစွာမြင်မှုမာရင်းစွာဆွေးနွေးနေမှုကိုနေရာ၌အမှန်မြင်မှုအဆွေးနွေးခြင်းမှုဖြစ်အောင်ကျူပန်းအားထုတ်ရည်သည်ဘောရဝါဒ၏ပဏာဏလုပ်ငန်းပင်ဖြစ်ပါ၏ခန္ဓာ၅ပါးကိုအမှန်မြင်မှုအဆွေးခြင်းမှုဖြစ်လာရေးအတွက်ပဏာဏလုပ်ငန်းမှာ ဒုက္ခသစ္စာကိုပိုင်းခြားသိမြင်အောင်စူဇန်ရှုမြင်ရမည်ဖြစ်ပါ၏ဒုက္ခသစ္စာကိုပိုင်းခြားသိမြင်အတွက်စူဇန်ရှုမြင်လေးကိုရေကုန်အောင်အပြည့်ဘုရားကအောက်ပါအတိုင်းဖော်ပြထားပါ၏ရှင်ဟန်တို့ယုတ်တိမမြဲမမြဲသောယုတ်တိဆင်းရဲ၏ဆင်းရဲသောယုတ်တိအတ္တမဟုအတ္တမဟုသောယုတ်ကိုဤယုတ်တိငါဥစ္စာမဟုဤယုတ်တိငါမဟုဤတို့ဟုတ်မှန်သည့်အတိုင်းမှန်ကန်သောပညာဖြင့်ရှုရမည်ဝိဒနာတိမမြဲမမြဲသောဝေဒနာတိဆင်းရဲ၏ ဆင်းရဲသောဝေဒနာသည်အတ္တမဟုတ်အတ္တမဟုတ်သောဝေဒနာကိုဤဝေဒနာသည်ငါဥစ္စာမဟုတ်ဤဝေဒနာသည်ငါမဟုတ်ဤဝေဒနာသည်ငါ၏အတ္တမဟုတ်ဟုဤသို့ဟောမှန်သည့်အတိုင်းမှန်ကန်သောပညာဖြင့်ရှိရမည်ထို့နည်းတူသင်ညာသင်္ခါရဝိညာဉ်တို့ကိုလည်းဟောမှန်သည့်အတိုင်းမှန်ကန်သောပညာဖြင့်ရှိရပါမည် အရိပဒံကျင့်စဉ်ဖြင့်အာတုံ၍တမာရီစွာရင်ကောင်းမလာသောအခါခန္ဓာ၅ပါး၌အနိစ္စသဘောကိုဖြစ်စေဒုက္ခသဘောကိုဖြစ်စေအနတ္တသဘောကိုဖြစ်စေတိတိပပသိမြင်လာသည်ရုပ်တည်အပြပြပါမန်ကလေးများစဉ်ဆက်လျက်အစဉ်ပြောင်းလဲနေသောသဘောများသာဖြစ်သည်ဟုသိမြင်လာသည်ဝေဒနာသည်ခံစားမှုခဏခဏလေးများကိုခံစားမှုအပိုင်းအပိုင်းလေးများကိုစဉ်ဆက်၍အစဉ်ပြောင်းလဲနေသောသဘောများသာဖြစ်သည်ဟု၍သိမြင်လာသည် သင်ညာသည်မှတ်သားမှုခဏခဏကလေးများကိုမှတ်သားမှုအပိုင်းအပိုင်းကလေးများကိုဆင်းဆက်၍အစဉ်ပြောင်းလဲနေသောသဘောများလာဖြစ်သည်ဟု၍သိမြင်လာသည် သင်္ခါရသည်စေသောပြုပြင်မှုခဏခဏကလေးများကိုစေသောပြုပြင်မှုအပိုင်းကလိုင်းအပိုင်းအပိုင်းကလေးများဆင်းဆက်၍အစဉ်ပြောင်းလဲနေသောသဘောများသာဖြစ်သည်ဟူ၍သိမြင်လာပါသည်ဝိညာဉ်သည်လည်းသိမှုခဏခဏကလေးများကိုသိမှုအပိုင်းအပိုင်းကလေးများဖြစ်အောင်ဆင်းဆက်၍အစဉ်ပြောင်းလဲနေသောသဘောများသာဖြစ်သည်ဟူ၍သိမြင်လာပါသည်ထို့သောခဏငါးပါးရှုံ့နှံသင်္ခါရတို့သည်အပိုင်းကလေးများခဏခဏကလေးများ၌အနေဖြင့် အစဉ်ပြောင်းလဲနေသောသဘောများသာဖြစ်သည်ဟု၍အနေစာသဘောကိုတည်မြဲလာလျက်အစဉ်ပြောင်းလဲနေသောခန္ဓာ၅ပါးသည်စင်စစ်စင်ရည်သည်ဟုသောဒုက္ခသဘောဒုက္ခတင်ညာထင်၍လာလေသည်အစဉ်ပြောင်းလဲနေသောမမြဲသောခန္ဓာ၅ပါးသည်စင်စစ်အစိုးရခြင်းမရှိဖြစ်လို့ရာဖြစ်နိုင်သောသဘောလည်းမရှိဖြစ်၍မြင်သောအနတ္တသဘောအနတ္တတင်ညာသည်လည်းထင်၍လာသည်ဤသို့ ဤဒီမှာဒုက္ခသစ္စာကိုသိမြင်လာခြင်းဖြစ်ပါ၏ထို့သို့ခန္ဓာ၅ပါး၌အနေစာဒုက္ခအနတ္ထသဘောဒုက္ခသစ္စာကိုသိမြင်လာသောအခါခန္ဓာ၅ပါး၌နှိမ့်ဝေပြီးတော့ထိုခန္ဓာ၅ပါးသင်္ခါရတရားတို့မှလွတ်မြောက်အောင်စိတ်သည်ယုံထက်သွားတော်၏ပရမအကျင့်ယုံထက်၍လွတ်မြောက်သွားသောစိတ်ရှိသော ပုဂ္ဂိုလ်ကို ောဓာပန်အရိယာပုဂ္ဂိုလ်ဟု၍ခေါ်လေသည်ထိုတောဓာပန်အရိယာပုဂ္ဂိုလ်သည်ရုပ်ကိုအပိုင်းပိုင်းအပြည့်ပြည့်ခနာကလေးများကိုစဉ်ဆက်၍အစင်မပြတ်ပြောင်းလဲနေသောသဘောများသာဖြစ်သည်ဟုသိမြင်လာသောအခါယုံ၌ငါသူတပါးယောက်ျားပုဂ္ဂိုလ်မိမစာတိနမိတ်တရံအနေဖြင့်ပညာခေါ်လို့ဆရာမလို့ထိမှန်ဆွဲမလန်းစရာမရှိတော့တဲ့အကြောင်းကိုသိမြင်လာသည် ဝေဒနာကိုလည်းခံစားခြင်းသဘောများလားဖြစ်သည်ဟုတင်မြင်လာသောအခါဝေဒနာ၌ငါခံစားနေရသည်ဟုသောထင်မြင်ဆွေမလန်း၍ဆွေမြန်စရာလည်းမရှိချောင်းကိုတင်မြင်လာသည်တင်ညာကိုလည်းမှတ်သားခြင်းသဘောများလားဖြစ်သည်ဟု၍တင်မြင်လာသောအခါတင်ညာ၌ငါမှတ်သားထားသည်ဟုသောအနေဖြင့်တင်မတ်ဆွေလန်းစရာမရှိရတဲ့အကြောင်းကိုလည်းတင်မြင်လာပါသည်တင်္ခါရကိုလည်းစေသောပြုပြင်ဗန္တီခြင်းသဘောများလားဖြစ်သည်ဟုတင်မြင်လာသောအခါတင်္ခါရ၌ ရာဆိုင်ဆောင်ပြုပြင်ဖန်တီးထားသည်ဟုသောအနေဖြင့်ထင်မှတ်ဆွဲလန်းစရာမရှိတော့တဲ့အကြောင်းကိုသိမြင်လာပါသည်။ဝိညာဉ်ကိုလည်းတည်ခြင်းသဘောများသာဖြစ်သည်ဟုသိမြင်လာသောအခါဝိညာဉ်ငါတည်သည်ဟုသောအနေဖြင့်ထင်မှတ်ဆွဲလန်းစရာမရှိတော့တဲ့အကြောင်းကိုလည်းသိမြင်လာပါသည်။ထို့သောခန္ဓာ၅ပါးယုံနယ်တရားတို့၌ငါသူတစ်ပါးယောက်ျားမိမစသည့်အနေဖြင့်ထင်မှတ်ဆွဲလန်းမှုကင်းသွားခြင်းကိုပင်ပုဂ္ဂလပညာကင်းသွားသည်၊ကျေသွားသည်ဟုဗုဒ္ဓဒေသနာ၌ဖော်ပြထားပါ၏။ စင်စဲရုပ်သည်ပြောင်းလဲနေခြင်းသဘောများဝေဒနာသည်ခံစားနေခြင်းသဘောများတင်ညာသည်မှတ်သားနေခြင်းသဘောများသင်္ခါရသည်စေ့စော်ပြပြန်ဖန်တီးခြင်းသဘောများဝิญဉ်သည်တည်ခြင်းသဘောများသာဖြစ်ပါလေတမှုတရား၏ဖုံးကွယ်လဲဆောင်မှုတို့ကြောင့်ထိုခန္ဓာ၅ပါးရှင်နဲ့တရားတို့၌ ပုဂ္ဂလပညာတတ်ထာမိယာကခန္ဓာ၅ပါးတွင်တမျိုးတစ်ပုံပြောင်းလဲတိုင်းဖောက်ပြန်တိုင်းဒုက္ခပြခြင်းပင်ဖြစ်ပါသည်။သောတာပန်အရိယာပုဂ္ဂိုလ်သည်ပုဂ္ဂလပညာကင်းစင်သွားခြင်းကခန္ဓာ၅ပါး၌အမြင်မမှုသို့လောသို့လောတန်တရားဖြစ်မှုဒိဋ္ဌိနှင့်ဝိသေကိစ္စကင်းစင်သွားလေသည်။သို့အားတွင်ခန္ဓာ၅ပါး၌မာယဉ်စွာဆွဲလန်းမှုကိုတော့အချွင်းမဲ့ကင်းစင်ခြင်းမရှိသေးပါခြင်း။သောသောသောတာပန်အရိယာပုဂ္ဂိုလ်သည်ခန္ဓာ၅ပါးယုံနဲ့တရားရုံ၌လွယ်မစွာတွေ့ဝင်မှု ထင်းမြင်တွေ့ဝဲမှုဒိဋ္ဌိနှင့်ဝေစီကိစ္စကင်းစင်သွားသောအခါဒုက္ခဒေသဤပထမအစဉ်ကိုသိမြင်လာခြင်းကြောင့်ဆိုလိုနိုင်ပါသည်တနည်းအားဖြင့်ခန္ဓာ၅ပါးကိုတမှုတရားပုဂ္ဂလပညာဖြင့်ဖုံးကွယ်လည်စားထားမှုကို အမှန်တိုင်းသိမြင်လာခြင်းကြောင့်ဆိုလိုနိုင်ပါသည်လည်စားခြင်းကိုလည်စားခြင်းဖြစ်သည်ဟု၍အမှန်သိမြင်လာသောအခါလည်စားခံရခြင်းမှလုကင်းလာခြင်းသည်တဘာဝပင်ဖြစ်ပါ၏ တတိပဌံခြင်းစဉ်ဖြင့်ခန္ဓာ၅ပါးကိုအစူဇံခံအရှုခံပြု၍ဆက်လက်အားထုတ်သောအခါတတိသမารီဆွေရည်သည် အားကောင်းလာသောအခါခန္ဓာ၅ပါးရှုံးတဲ့နေရာတို့သည်တည်တယ်သည်တာယာတိဟူသော သူပတင်ညာပြောက်ပြီးတော့မတင်တဲ့ခြင်းမတာယာခြင်းဟူသောအတုပတင်ညာတို့သာထင်မြင်လာသည်ထိုအခါကြားသည်များမြင်သည်များနံသည်များရှာသည်များထီးသည်များတို့တွင်တာယာတင်တဲ့သောချမ်းသာပွေသောနမိတ္တရံတို့ဖြင့် ဖြင်းဖြင်းဆွဲလန်းခြင်းမရှိတော့ပဲမတားရတော့မတင်တဲ့တော့ဆင်းရဲဝယ်တော့အာတုဘတင်ညာတို့ကိုထင်မြင်နေသည်ချုပ်ခန္ဓာကိုယ်ကြီးကိုလည်းအမျိုးမျိုးပုံမှန်တရံပြက်နေတော့ပုတ်ပွားနေတော့ဆဆိုးယုံပွဲကောင်းသောအနေဖြင့်လည်းမြင်တတ်လာ၏ခန္ဓာငါးပါးယုံနေတရားတို့၌တာယာတင်တဲ့တော့သဘောတရားတစ်ခုမှမရှိသောကြောင့်ဒုက္ခဝေဒနာ၏နေရာ၌အနေမရှိပဲဒုက္ခဝေဒနာကြီးသာရှိသည်ဟု၍ခံစားသိမြင်လာခြင်းဖြစ်ပါသည်ဤဒီမှာခန္ဓာ၅ပါးကိုဒုက္ခသစ္စာ၏ ဒုတိယအဆင့်ကိုသိမြင်လာခြင်းဖြစ်ပါ၏။ဒုက္ခသစ္စာ၏ဒုတိယအဆင့်ကိုသိမြင်ခြင်းဖြင့်ခန္ဓာ၅ပါးယုံနာရတို့သည်မထာယာမတည့်တဲ့စစုံယုံမွယ်ကြည်သာဟုအာတုဝတင်ညာသိမြင်နေလျှင်ခန္ဓာ၅ပါးယုံနာတရားတို့ဖြင့်ကာမရာဂဖြင့်တမတ်ဆွေလန်းနှစ်သက်ခြင်းသည်ခေါင်းပါသွားလေတော့သည်ထို့သို့ကာမရာဂခေါင်းပါသွားသူကိုတက္ကဋ္ဌာကံအရိယာပုဂ္ဂိုလ်ဟုခေါ်ပေသည် တဂရာခံအရိယာပုဂ္ဂိုလ်သည်ဒုက္ခသစ္စာကိုအကျဉ်းမဲ့မသိမမြင်ရသည်ကဆွဲလမ်းမှုအလုံးစုံကိုဗေဒန်နိုင်သူတော့မဟုတ်ပါရှင်ဒုဟာတွင်တဂရာခံပုဂ္ဂိုလ်သည်ဒုက္ခသစ္စာ၏ဒုတိယအဆင့်ပြေ၍အာတုဘတင်ညာကိုသိမြင်နေခြင်းကြောင့်ရှင်နိုင်တည်တဲ့သည်လာမသည်ဟုသောနမိတ်တရားအနေဖြင့်ထင်မြင်ဆွဲလမ်းမှုကိုကင်းသွားတော်သည်ဤသည်ကိုပင်တရားပညာကင်းသွားသည်ခြေသွားသည်ဟုခေါ်ပါသည် စင်စဲတဲတဲ့ချင်းလာပါခြင်းမဟုတ်ပါပဲလေတမှုတရားကတဲတဲ့လာပါသည်ဟုသောအသွင်တရံအနေဖြင့်ထင်မြင်အောင်ဆွေးလန်းအောင်ဖုံးကွယ်လဲစားထားခြင်းသာဖြစ်သည်ဟုယောတရံပညာကိုပြင်ဆင်သွားသောအခါသိမြင်လာပေလိမ့်မည်တို့အတွင်းဤသိမြင်မှုတစ်ခုသည်ဒုက္ခသစ္စာ၏ဒုတိယအဆင့်ကိုသိမြင်မှုမှရရှိလာသောသိမြင်မှုသာဖြစ်၍ထိုးထက်ပင်သိမြင်စရာရှိနေပါသည်။တတိပဌာန်းကျင့်စဉ်ဖြင့် ဆက်လက်စူးစမ်းအားထုတ်၍တတိသမားတွေကိုပုံမခိုင်ခန့်ညှိနှုတ်လာသောအခါခန္ဓာ၅ပါးရုံဏတရားတို့အလျင်မြန်စွာ ပြောင်းလဲပြသနေပုံကိုတည်မြင်လာပါသည်ရုံဏလာရခင်ကထင်မြင်နေတဲ့ကဲ့သို့မတရားဘွယ်ဖြစ်နေသည်ဟု၍လကရွှေချာဆက်စုပ်ဘွယ်ဖြစ်နေသည်ဟု၍လကပုတ်ပွားနေသည်အရာဖြစ်နေသည်ဟု၍လကဖွယ်ကြီးဆက်ဆက်ခေါ်ဝေါ်ရန်ထင်မှန်ဆွလန်းရန်ပဲမဖြစ်နိုင်တော့ချေအဘဲကြောင့်ဆိုသောမြတ်တော်တကက်လျက်တပြက်တွင်၌ပင်ရုံ၌ယုတ်ကလက်လေးများသည်ဂရေ၅000မကောက် ဖြစ်ပြက်ပြောင်းလဲနေသည်ကိုမြင်နေသောကြောင့်မင်းဖြစ်၏။နန္တရားကဖြစ်ပြက်ပြောင်းလဲမှုကရုပ်ထက်ပင်ပိုး၍လင်မြန်မာလေသည်။ဘုရားဒေသနာ၌စိတ်နှင့်စေတသိက်သည်ကိုသောနန္တရားတစ်ခုနှင့်တစ်ခု၏ဖြစ်ခြင်းတစ်ခါကိုဥပက္ခဏတည်ခြင်းခဏကိုတည်ခြင်းတစ်ခါကိုတော့ဒီခဏကြက်ချင်းတစ်ခါကိုတော့ဘင်ခဏဟူ၍ခေါ်ပါသည်။နန္တရားတိုင်း၌တူထောင်လာသောထုတ်ခဏလေး၃ခါရှိပါသည်။ထုတ်ခဏလေး၃ခါကိုပေါင်း၍ စိတ်တခဏတချက်ဟူ၍ခေါ်ပါသည်ဤစိတ်တခဏသည်လွန်စွာလေးမြန်လာကလေးတစ်ပြက်အချိန်၌ပင်ကရေတသိန်းခန့်ဆက်လက်၍ဖြစ်ပြပြောင်းလဲသွားသည်တို့စိတ်တခဏတို့စိတ်တလက္ခဏာ16ချက်ကာလကံသည်ရှုံဤတတန်းများသာဖြစ်၏ရှုံနိုင်လေဥပ္ပတ္တိပင်ဟူ၍ခဏ၃ခုရှိ၍ ယုံ၌ဥပခဏနှင့်ပေခဏသည်နာဤဥပခဏနှင့်ပေခဏနှင့်မြင်မြပါသည်ယုံဤဒီခဏသည်လည်းနာဤခဏငယ်ပေါင်း49ကျန်များလောက်ဖြင့်ရှိကြပါသည်သိပ္ပံပညာ၌အလင်းရောင်သည် တစ်စက္ကန့်အတွင်းမိုင်ပေါင်း38600တိုင်အောင်သွားနိုင်ချောင်းကို၎င်းအနုမြူဤဘဝချက်ကိုလှည့်ပတ်ပြီး electron တို့သည် တစ်စက္ကန့်လျှင်အပပေါင်း တိုင်းတတန်းခမ်းများလက်ပတ်ပြေးလာနေသည်ကို၎င်းသိရှိခဲ့ကြပါသည်။ရှော့တီအေးများလင်းမြန်စွာပြောင်းလဲနေပါကစိတ်သည်အဘဲများပူ၍လင်းမြန်စွာပြောင်းလဲနေသည်ကိုခံမှန်းကြည့်နိုင်ပါသည်။ဓမ္မာဒီစွမ်းအင်းဖြင့်ရုံနံတို့တဆရတဲ့လင်းမြန်စွာပြောင်းလဲနေမှုကိုမြင်သောအခါလူတရိစံယောက်ျားမိမသစ်ပင်တော်တော်စားသည့်နေပြင်ဆက်ဆက်ခေါ်ဝေါ်နေရာထမံဆွဲလန်းစရာအဖွဲစီအဆိုင်ကဲဝူရင်မရှိ။ စဉ်စဲခန္ဓာ၅ပါးသာဖြင့်ခန္ဓာ၅ပါးသာချုပ်ပြောင်းနေသည်ဟု၍သိမြင်လာသည်အေတိမာဒုက္ခသစ္စာ၏တတိယဆင်ကိုသိမြင်လာခြင်းဖြင့်ဖြစ်ပါ၏ထို့သောခန္ဓာ၅ပါးသာဖြစ်လိုက်ပြလိုက်နှင့်ချုပ်ပြောင်းနေသည်ဟု၍သိမြင်နေသောအခါရှိခင်းကခန္ဓာ၅ပါးသည်မတင်တဲ့ဆန်းစုပ်ပွဲအာတုဘဖြစ်သည်ဟူ၍ထင်မှန်ဆွဲလန်းမှုမှ၎င်းထို့သောထင်မှန်ဆွဲလန်းမှုကြောင့်မကျေနပ်ဒေါသဖြစ်ရခြင်းတို့မှ၎င်းအာတုဘတင်ညာခြင်းထင်မှန်ဆွဲလန်းခဲ့မှုကြောင့်အစဉ်ဒုက္ခဝေဒနာခြင်းဖြစ်နေခဲ့မှုမှ၎င်း လွတ်သွားလေသည်ထိုသို့လွတ်သွားသောပုဂ္ဂိုလ်ကိုအနာဂံအရိယာပုဂ္ဂိုလ်ဟူ၍ခေါ်လေသည်အနာဂံအရိယာပုဂ္ဂိုလ်သည်ဒုက္ခသစ္စာ၏တတိယအဆင့်ဖြစ်သောခန္ဓာ၅ပါးမှတစ္ဆရပြောင်းလဲနေခြင်းကိုသိမြင်နေသောကြောင့်ခန္ဓာ၅ပါး၌ပုပ္ပဝနေသောဆက်စုပ်ယုံမဝင်အတုပါဖွဲ့စည်း အာတုမအဆိုင်ခဲနေဖြင့်ဆွေလန်းခြင်းကိုကင်းပွားသွားလေသည်အီဒီကိုပင်ကနာပညာကြည်ကြေသွားသည်ကင်းသွားသည်ဟူ၍ခေါ်ဝေါ်ပေသည်စင်စဲခန္ဓာ၅ပါးသည်ဒါဖြင့်ခန္ဓာ၅ပါးသည်ဒါချုပ်လျက်ရှိသည်မှာအပါတခြားတင်မြင်ဆွေလန်းကြမရှိထိုးသွုံမရှိပါလျက်နဲ့တမှုရိယာကဆက်စုပ်ယုံလုံးပွဲအာတုပဖြစ်သည်ဟူသောအနေဖြင့်တင်မြင်ဆွေလန်းလာအောင်လက်စားထားခြင်းဖြစ်သည်ဟူ၍ကနာပညာကြေရသောအကြောင်းတင်မြင်နိုင်ခြင်းဖြစ်ပေသည် အနာဂံရိယပုဂ္ဂိုလ်သည်လည်းဒုက္ခသစ္စာ၏တရိယာဆင်ကိုပိုင်းခြားသိသည်များဖြင့်ယုတ်ကနနံကနခြေသွသောကြောင့်ခဏ၅ပါး၌ကာမယောဂါဖြင့်ဆွဲလမ်းမှုအကင်းသွားလေသည်ထိုအနာဂံပုဂ္ဂိုလ်သည်ဒုက္ခဝေဒနာကိုမခံစားတော့လဲတိမ်မွေသောယုံမှုယုတ်ကလမှုများကိုမူကမြင်နေရမှုကရှိနေသည်ဒုက္ခယုတ်ကလမှုလေး၌ပင်ဆွဲလမ်း၍ဒုက္ခမဟုတ်ဒုက္ခမဟုတ်အလွန်တိမ်မွေသောဝေဒနာဥပေက္ခဝေဒနာကိုခံစားမှုလည်းကြံရှိနေသေးပေသည် အနာဂံပုဂ္ဂိုလ်သည်တတိပဋ္ဌာန်ခြင်းစဉ်ဖြင့်ဇလန်စုစံအားထုတ်၍တတိတမာတိဆိုရင်ပုံမခိုင်ခံလာသောအခါယောဂရေ9000မကနံကရေ3000မကဖြစ်ပြပြောင်းလဲနေသောခန္ဓာ၅ပါးသည်လည်းစင်စစ် ဒုက္ခတရားပင်ဖြစ်သည်ဟု၍ဒုက္ခသစ္စာကိုပင်သိမြင်လာပြန်သည်။တိမ်မွေးမှုယုံမှုရုပ်ကလပ်လေးများကိုမမြင်ခြင်းလည်းမမြင်ရ။မမြင်ခြင်းလည်းမရ။မခံစားခြင်းလည်းမရပါတကားဟု၍သိမြင်လေသည်။ရုပ်ကလပ်လေးများဖြစ်လာပြန်လာ၏အဆင်ပြောင်းလဲနေခြင်းကိုပင်အနေအဆာပင်ဖြစ်သည်ဟု၍လည်းကောင်း။ထိုးထိုးပြောင်းလဲနေသောရုပ်ကလည်းလေးများကိုမမြင်ခြင်းမခံစားခြင်းပါလျက်နဲ့မြင်နေရခံစားနေရခြင်းကိုဒုက္ခပင်ဖြစ်သည်ဟုလည်းကော တို့တို့မမြင်ကျင်ပါလျက်မြင်ရမခံစားကျင်ပါလျက်ခံစားခြင်းကိုကိုဖြစ်ခြင်းတို့စိုးပိုင်းစားမဖြစ်ရခြင်းစင့်စစ် အနတ္တဖြစ်စေသည်ဟု၍လကတည်မြင်နေသည်ထို့အခါထို့အနေစာသဘောဒုက္ခသဘောအနတ္တသဘောတို့မှလွတ်မြောက်ခြင်းရှိလျက်လွတ်မြောက်ရာကိုလည်းရှာလျက်ရှိထို့အခါဒုက္ခသစ္စာ၏စရုပ်ထားစဉ်ကိုထိုးရင်တည်မြင်လာ၍လွတ်မြောက်ရာကိုလည်းရှာတွေ့သွားသည် ထိုတွင်တည်မြဲလိုက်သောအခါဒုက္ခသစ္စာ၏စရုံသာစင်မှာကခန္ဓာ၅ပါး၏တိမ်ပွေသောဖြစ်စဉ်ယုံနုနံနုတို့ကိုအနေစားအနေဒုက္ခအနေအနတ္ထအနေနဲ့ရှုမြင်နေခြင်းမှာစင်မှန်သောပရမတ္ထသဘာဝမဟုတ်အနေစားတင်ညာဒုက္ခတင်ညာအနတ္ထတင်ညာတို့ကိုရှုမြင်နေခြင်းသာဖြစ်ခြေသည့် အစင်မှန်ပရမထသဘာဝမဟုတ်တော့ထိုတင်ညာတို့ကိုအစင်မှန်ပရမထအနေဖြင့်ဆွမ်းလန်းစုဆွမ်းလန်းရှုမြင်ခြင်းသည်စင်စစ်စည်ရခြင်းဒုက္ခပင်တကားဟူ၍တည်မြဲလိုက်ပါသည်အမှန်အဖြစ်ခန္ဓာ၅ပါး၏ ခန္ဓာ၅ပါးသီတာဖြင့်ခန္ဓာ၅ပါးသီတာအချုပ်ပြန်လျက်ရှိပါသည်ခန္ဓာ၅ပါးသည်ပရမတ္ထသဘာဝကရိယာသဘောတသက်များသာဖြစ်၍သူသဘောသူဆောင်ကဖြစ်ပြန်ပြောင်းလဲနေခြင်းဖြစ်ပါသည်သို့ဖြစ်ပါလျက်အနေဆာတင်ညာဒုက္ခတင်ညာအနတ္တတင်ညာတို့သည်အဖို့တသက်၍တွား၍ဆက်သွင်းနေသည် ပတ်သက်အောင်လုပ်ပါသည်ထိုသို့ဆက်သွယ်၍ပတ်သက်လာသောအခါအနေစာဒုက္ခနည်းဖြင့်ဆွဲပြင်းထင်မြင်ဆွဲလန်းလာသည်ထိုသို့ထင်မြင်ဆွဲလန်းခြင်းကြောင့်ပင်ဒုက္ခဖြစ်ရပါ၏အမှန်တဘာဝအဖြစ်ရှုပ်တည်ပြောင်းလဲခြင်းပရမထကရိယာတဘာဝသဘောတသက်များဝိရဏသည်ခံစားခြင်းပရမထကရိယာတဘောတသက်များတင်ညာသည်မှတ်သားခြင်းပရမထကရိယာတဘောတသက်များသင်္ခါရသည်စေသောဖန်တီးပြုပြခြင်းပရမထကရိယာသဘောတသက်များဝိညာဉ်သည်လည်းသိခြင်း ပရမထကရိယာသဘောတတများဖြစ်သည်ဟုအနေစာဟုထိမဆွဲလန်းရန်ဒုက္ခဟု၍ထိမဆွဲလန်းရန်အနတ္ထဟု၍ထိမဆွဲလန်းရန်နေရာမရှိဟုသိမြင်လာပါသည်ထို့သောခန္ဓာ၅ပါးကိုပရမထသဘောပါကရိယာသဘောတတများသာဖြစ်သည်ဟုထိုတွင်သိမြင်လာ၍အနေစာအနေဒုက္ခအနေအနတ္ထအနေဖြင့်ရှုမှတ်ခြင်းကိုလည်းမြင်ွေကမရှုတော့သည်ဖြစ်၍ဆွဲလန်းလိုက်သောအခါနေရာ၌မြင်ကာမတ္တစေခြားရာ၌ခြားကာမတ္တစေ နာယာ၌နံကာမတ္ထစိတ်ယံယာ၌ယက်ကာမတ္ထစိတ်တိယာ၌တိကာမတ္ထစိတ်များသာဖြစ်သွားပါ၏ကရိယာစိတ်များသာဖြစ်သွားပါ၏ထိုသောကရိယာစိတ်များသာ ရှိနေသောသူဖြစ်ရာကအတိတ်ပစ္စုပန်အနာဂတ်ဆက်ဆက်၍အစွဲလမ်းမှုမရှိပါချေထိုသောဆွဲလမ်းမှုမရှိသောသူကိုအရိယာရဟန္တာအရိယာပုဂ္ဂိုလ်ဟူ၍ခေါ်လေသည် ရဟနာပုဂ္ဂိုလ်၌အတိတ်အနာဂတ်ဆက်ဆက်၍ဆွဲယူခြင်းကိစ္စသော၍ကရိယာစိတ်များသာဖြစ်နေသောအခါတိမ်မွေသည့်ယုံနုယုတ်ကလတ်တို့နှင့်ထိုယုံနုယုတ်ကလတ်တို့နှင့်ခံစားရသည့်တိမ်မွေလိုက်သည့်ဥပေက္ခဝေဒနာနာနုကလေးတို့ကိုအနေဆာအနေဒုက္ခအနေအနတ္တအနေဖြင့်မြင်စရာရှုစရာမရှိတော့စေ။ဤစီကိုပင်တန်တာတိပညာကင်းသွားသည့်ခြေသွားသည်ဟု၍ခေါ်သည်။ ရန်နာပုဂ္ဂိုလ်သည်တဏှာတိပညာကင်းသောခြင်းကြောင့်ယုံနုကိုယုံနုမြင်ခြင်းလိုမှုအစွဲရှုခြင်းလိုမှုအစွဲမရှိတော့မြင်လိုခြင်းရှုလိုခြင်းမှုမရှိတော့ကြောင့်ယုံနုနံနုကိုမြင်ရင်ရှုရန်လည်းမလိုတော့မြင်ရင်ရှုရန်မရှိတော့မြင်ရင်ရှုရန်မရှိတော့သောကြောင့်နောက်ဆုံးကျန်နေခဲ့သည့်ဥပေက္ခဝေနာကိုခံစားမှုလည်းမရှိတော့မြင်ခြင်းရှုခြင်းစိတ်အစွဲမရှိတော့သောကြောင့်မြင်စရာရှုစရာစူးစမ်းအထုတ်ကြိုးပမ်းစရာလည်းမရှိတော့ခြင်းဤဒီကိုပင်ရှိရွေရဟန်းတို့ အီတို့မြင်တော့အချားမြင်ရှိသော အရိယာတပည့်သည်ရှုံးလိုက်တဲ့ညီငွေပါ၏ဝေဒနာနဲ့လည်းညီငွေ၏သင်္ခါရနဲ့လည်းညီငွေ၏သင်္ခါရနဲ့လည်းညီငွေ၏ဝိညာဉ်နဲ့လည်းညီငွေ၏ညီငွေသောတမန်မှုကင်း၏တမန်မှုကင်းခြင်းကြောင့်ကိလေသာမှလွတ်၏ကိလေသာမှလွတ်သောကိလေသာမှလွတ်ပြီဟု၍အသိဉာဏ်ရှိ၏ပရိသေရေနေမှုသည်ကုန်ပြီအကျင့်မြတ်ကိုကျင့်သုံးပြီးပြီပြုဝယ်ကိစ္စကိုပြုပြီးပြီဤမကိစ္စလုံးကတပါးသောပြုဝယ်မရှိတော့ဘူး၍သိ၏ဟု၍ ဗုဒ္ဓကဆုဝေခြင်းဖြစ်ပါ၏။ထို့သောယဟနာပုဂ္ဂိုလ်၌ရရှိလာသောစိတ်အခြေအနေအမြင်သည်ခန္ဓာ၅ပါးကိုစူးစမ်း၍ရှုထောင့်သင့်မှတွေ့မြင်လာသောအញ្ញမင်ဖြစ်ပါလေသည်။အတိတရားပင်ဖြစ်ပါလေသည်။ယဟနာပုဂ္ဂိုလ်သည်ဒုက္ခသစ္စာကိုအကျွင်းမဲ့ပိုင်းခြားသိမြင်သောကြောင့်သမုဒ္ဒယာ၏တန်တာတိပညာကိုဖွဲ့ဖုံးကွယ်လဲစားမှုသည်များမှာပုံကွယ်လဲစားထားခြင်းအမှန်ကိုသိမြင်သောကြောင့်လုံးဝလျှောက်ခဲ့ရပြီဖြစ်ပါ၏ ို့အခါလောက၌ကြုံတွေ့ခဲ့ရသည့်လက်ရခြင်းလက်မရခြင်းချီးမွမ်းခြင်းကဲ့ခြင်းအချွေရံများခြင်းအချွေရံမဲ့ခြင်းချမ်းသာခြင်းဆင်းရဲခြင်းတည်းဟုသော လောကရန်တရားတို့ကို အောင်းနိုင်သူဖြစ်လေပြီလောကရန်တရားတို့ကိုအောင်းနိုင်သူဖြစ်လေပြီဆိုလျှင်ဘဝကိုအဆိုးပါးမှရှိမြင်ခြင်းလည်းမရှိအကောင်းပါးမှရှိမြင်ခြင်းလည်းမရှိတော့ပဲအစွန်တရားအယူဆအစုံလုံးမှလွတ်မြောက်သွားသည်ဘဝကိုအထိပယ်မဲ့နေသည်ဟုထင်မြင်ကစိတ်ကိုညှိုးငင်နေခြင်းလည်းမဖြစ်တော့ အားနည်းခြင်းအားကိုးရမယ်ခြင်းစိတ်ပြည့်ခြင်းကြောက်လန့်ခြင်းညှိငွေခြင်းလည်းမဖြစ်တော့တေခြင်းတရားကိုထိတ်လန့်ခြင်းတို့လည်းမရှိတော့ထို့သောတေခြင်းတရားကိုထိတ်လန့်ခြင်းမရှိတော့သောကြောင့်တေခြင်းတရားကိုရင်ဆိုင်ရန်ပြင်ဆင်အားတင်းနေဖို့လည်းမလိုတော့ပဂတိတည်ငိမ်ခိုင်ခိုင်လေးရရှိသည်ဤအဖြစ်ကိုဘုရားသည် အောက်ပါခဲ့သို့ဥရန်ကျူရင်ခဲ့လေသည်၆တောင်ကြီးသည်မလုံးမလို့ကောင်းစွာတိခဲ့သို့အထူး ေရတုယဟန်တီလည်းမောဟကုန်ခြင်းကြောင့်ကြောက်တောင်ကြီးကဲ့သို့မတ်တုံမလုတော့အခြင်းယဟန်နာပုဂ္ဂိုလ်ဤစေသည်ကြောက်တောင်နှင့်တူတည်တာဖြစ်၍တည်းမတ်တုံမလုတတ်ဆွမ်းပေါ်ရာအာယုန်၌လည်းအမျက်မထွက်ဤယဟန်နာပုဂ္ဂိုလ်ဤစေသည်ဤသို့ပွားများပြီးဖြစ်၏ယင်းတို့စိတ်ကိုပွားများပြီးဖြစ်သောယဟန်နာပုဂ္ဂိုလ်တို့စင်ရဲ့ချင်းဒီအပေမှာကဲရောက်နိုင်ပါတော့အန်နီကိုကားတော်ကျမ်းများဒါရီဗုဒ္ဓတော် နန္ဒဝတ်ဥဒံရှခပဟာရတုမေဂိကဝတ်မေဂိယဝတ်ဥဒံဒတဘာတုသလာယတနာဝတ်ဝေဒနာတန်ယုတ်ဝမ်နျူကလီယပ်တူအီလက်ထရောရှရာနေစာတုအနေစာဝတ်ခန္ဓာတန်ယုတ်ဟုတ်ကဲ့ဒါလေးအရောခန္ဓာ၅ပါးနဲ့သစ္စာဆိုတဲ့ ကံကိုလေးကိုမျှဝေပေးခြင်းပဲဖြစ်ပါရခင်ဗျာဒီနေရာမှာခန္ဓာ၅ပါးပေါ်ရှုမြင်ပုံနဲ့သစ္စာတရားတွေရှားသွားပုံတွေကိုအသေးစိတ်ကိုဆင်ခါရှင်းပြပေးတာနော်ခလင်ကတော့လည်းနားလည်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဒါမှလည်းကျွန်တော်ဒီနေရာမှာတစ်ခုပြန်ပြီးတော့တောင်းပန်ဆရာရှိတာကကျွန်တော်ဖတ်တဲ့အခါမြန်သွားတဲ့အခါရှိပါစေအဲဒီစကားထစ်တဲ့အခါတို့ အတန်တော့ဒီမသွားရခါရှိလို့ရှင်လေဒီခံပြီးတော့နားလည်ပေးပါလို့မေတ္တာရခံတောင်းပန်ပါရခင်ဗျာအချိန်ပေးပြီးတော့ live နာဆင် clip ပေးခဲ့ကြတဲ့နာယူပေးခဲ့ကြတဲ့တော်လန် clip ကတူတူချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ clip ဗန်ပြောသူတော်လန် clip ကတော့အလုံးပဲသွားဝတရားချင်း BNS sorry အာနာယူရက်ပန်စင်မိဆောင်ကောင်းရဲ့အန်ဒီရလက်သွင်းနေပြီးတော့လုကင်းနိုင်ကြပါစေခင်ဗျာ clip ကတော့ကိုဓမ္မပရာရေပါတယ် ဓမ္မကရာလေးတပုံနဲ့လက်ဆောင်ပါနှပ်ဆက်ရင်းနဲ့ပဲကျွန်တော်ရဲ့တင်ဆက်မှုကိုဒီညမှာပဲခေတ္တရနာပါမယ်ခင်ဗျာနောက်ရမှာအခန်း30လေးနဲ့ပြန်ပါမယ်ခင်ဗျာအပမှာတော့အမတန်ပဒံမမေ့မလျော့မပေါ့မဆမြင်းမြန်သောလောနာသတိတရားဖြင့်ရှင်သာကြောကုန်၍နေထိုင်ခြင်းသည်မြင်းမြတ်သောနေထိုင်ခြင်းမြေပါပဲ၏ပမာတော်မေဆုနောပဒံ မိမိရောရောတတိမရှိ၍နေခြင်းသည်တည်ခြင်းနှင့်မခြားတရံသူမြေပါ၏အပမာဒဝံဓမ္မပဒါ